ဒိုရှိရိုဒေကကြောင့်မဲတောင်ရွာစစ်ကောင်စီရဲ့စကန်နာကိုဒီနေ့ဧပြီလ23ရက်မော်လယ်တနားရီလောက်မှာစစ်ကောင်စီတပ်ကလင်းနဲ့ပူချဲတက်ခိုက်ခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။ကြောင့်မဲတောင်စကန်ကိုဒီနေ့မနေ့ပိုင်းမှာကရင်မျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ဘူအောင်တပ်တွေကဝိုင်းပိတ်ဆို့ထားတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။ ူချေတက်ခိုင်းမှုမှာတော့ဒေသခံတွေထိခိုက်တာမရှိဘူးလို့ဆိုပါတယ်။တောင်သူလိုကျောင်းဝဲတောင်နဲ့မြေတားမြို့လမ်းဘက်တွေကိုတော့ KNL PDF ပူပေါင်းတပ်တွေကပြေးလိုက်ပြီးဒေသခံတွေကိုပြီးလို့ရပြောင်းရွှေ့ခိုက်တဲ့အတွက်ဒေသခံတွေရွာလို့ကြောအနေအားရွှေ့ပြောင်းနေကြတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကလည်းဒဝဲရှိတော့ဒေသကနေဒဝဲမြို့ကိုသွားတဲ့ရှိဝါရွာဖေဖျားမင်းစစ်စီအဝင်ကိကူလေးပြေးလိုက်ပြီးလို့ဒေသခံတွေစီကတီးရပါတယ်။ စစ်ကောင်စီတန်းနဲ့ KNL PDF ပူပေါင်းတပ်တွေချာစီတင်မာနေပြီးဒီကြောင့်တိုက်ခိုက်မှုတွေပါလူဆောင်လာမှုကိုဒေသခံတွေစိုးရိမ်နေကြပါပြီ။